ဗီလိန်လုတ်တဲ့သူတွေဆိုရွာတရွာလုံးထမင်းမကြွေးဘူးလို့ပါတော့လေနော်ဟုတ်တယ်ဟုတ်တယ်အဲကြောင့်လေးခွက်ခနဲ့ခောက်သွားရင်ဘယ်လိုလုပ်မလဲကိုလည်းသိလိုက်ပါမလို့လေနော်ဆဲတဲ့ထဲမှာပါလာမပါဘူးပြောပေမဲ့သိတယ်အဲ့ဒီအတန်တွေကိုသိနေတယ်ဟောဆိုတယုံလုံးကငိမ့်နေတဲ့အချိန်မှာတယောက်ချင်းစီထွက်ထွက်လာတာဆိုစကားအတန်တွေကလေးမှတ်မိရဲ့လေ ဟုတ်အရင်ကဝမ်းသာပါတယ်ရုပ်ရှင်ရုံထဲမှာလေဟိုယူပါနဲ့ပတ်သက်ပြီးရောဘောနော်တကယ်ကိုအဲ့လိုပြောကြအောင် ယူပါအရန်ဆိုးတဲ့အကြောင်းတွေပေါ့နော်ယူပါကိုဆွဲလုတ်ချင်တယ်ဆိုတဲ့အကြောင်းတွေဟဲ့ရတကယ်ကျူးလေးတွေတကယ်အားရနေဖြစ်ရပါတယ်ပြီးတော့ပထမဆုံးနေ့မှာအများကြီးနဲ့ကြည့်ခဲ့ရတဲ့တကယ်ဝမ်းသာပါတယ်ဟောဆဲဆုနှစ်တခုတော့ကြိုးစားခဲ့ရပေါ့ရုပ်ရှင်ရုံထဲမှာပရိသတ်တွေရဲ့ဒီလိုမျိုးကျူးလေးကိုပေါ့နော် character တစ်ခုနဲ့ပရိသတ်တွေမှတ်မိပြီးတော့ပရိသတ်တွေအခုလိုအတိမတ်ပြဖို့ဆိုတာဆဲဆုနှစ်ကျော်လောက်ထိကိုကြိုးစားခဲ့ရတာပါတိတ်တိတ်ကလေးမနေနိုင်တော့နောက်လှည့်ပြီးဒီမှာတောင်းပန်နေနော်အဲ့လိုပြောနောက်ကနေအဲ့ကောင်မ တော့မှဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဟဲ့မသွားနဲ့ချမ်းမီဒီကောင်မရဲခေါ်တာမှာအဲ့လိုမျိုးတွေပေါ့နော်ပြီးချမ်းမီမှန်နေအဲ့လိုမျိုးလေးဒါအဲ့လိုမျိုးဝဲသူပြောမရဘူးပေါ့နော်အဲ့လိုမျိုးကြားနေရတာလေသူလေးကတွေးထားပြီးသားယူပါအောင်မချင်ရတယ်မုံဟင်ကိမုံမုံတာနဲ့အရင်ကျင်းနေနေပေါ့နော်ချစ်တာလည်းမုံမုံတာလည်းမဟုတ်ဘူးဆိုသူလေးကအများကြီးလိုချက်တွေရှိသေးရလို့ပဲခုခုထင်ရတာပေါ့နော် အခုတော့အများကြီးစူးစမ်းထားတာဘောပြိသက်တွေအခုလိုမျိုးမုန်းနေတယ်အရန်ကျင်းနေပါတယ်အရန်ဗီဒီယိုဖြစ်တယ်ဆဲလီကျင်းနေလေပဲအော်ဒါတော့ ဟိုအဲလူဆိုတာတော့ပေါ့နော်အကုန်လုံးကတောင်တစ်ယောက်စိတ်တွေမတူဘူးလေနော်အဲတကယ်အင်ကြီးအင်ကောင်းပေါ့နော်တကယ်စိတ်ဝိုးထားကောင်းတဲ့အင်ရှင်နေစီကိုလည်းအဲ့လိုခက်ဆူဆူပေါ့နော်အဲ့လိုမျိုးယူပါလေးတွေရောက်လာနိုင်သလိုအဲ့လိုအရန်စိတ်ဝိုးထားကောင်းတဲ့ယူပါလေးတွေစီမှာလည်းခက်ဆူဆူအင်ရှင်နေရသွားနိုင်တယ်ပေါ့နော်ဒါကတော့တစ်ခါလေးကျတော့လည်းဆိုးတာချင်းဆိုးတာချင်းတွေ့ရတယ်တစ်ခါလေးကျတော့လည်းကောင်းတာချင်းကောင်းတာချင်းတွေ့အဲ့လိုဆိုတော့အမြင်တမ်းကတော့မတူနေဘူးပေါ့နော်အဲ့ခါကျတော့အဲဒီကားမှာကျတော့လည်းအဲ့လို ယူပါနဲ့အဲဆိုးတဲ့အိမ်ရှင်နေပေါ့နော်ဒါပေမဲ့ကြီးမေကြီးကတော့မဆိုးပါဘူးဒီလိုမျိုးဆိုဒီအခြေခံဒီပေါ့နော်ဒီလူလန်းစားဘဝရောအဲ့လိုအိမ်ကြီးအိမ်ကောင်တထေးတွေရောဒါမှန်လူလက်တန်းစားတွေအကုန်လုံးမိမောင်းထိုးပြထားတာပေါ့နော်ဆိုတော့အကုန်လုံးရဲ့ feeling တွေကတော့တယောက်ရဲ့တယောက်ရဲ့စိတ်ထဲမှာတော့ကိုလှုပ်လိုက်တာဒီတဖက်သားကိုရုံမှလိုတဲ့စိတ်နဲ့မဟုတ်ဖဲနဲ့ပေါ့နော်ကို့အတွက်ကိုပေါ့နော်ဖြစ်တဲ့နယ်ထင်လို့ရွေးချယ်လိုက်တာမျိုးတွေပဲဖြစ်မှာပါ over all ခြုံကြည့်ရင်တော့ယူပါမကောင်းပေါ့နော်ဒါပေမဲ့ ယူပါနေရခန်းစားချက်နဲ့ဝင်ပြီးတော့ကြည့်မယ်ဆိုရင်တော့ယူပါလဲသူတိတလောက်တက်တလောက်လေးနဲ့မှားတော့မနေဘူးပေါ့နော်အဲယူပါလိုမျိုးပေါ့နော်ဟိုခန်းစားချက်ရှိရသူတွေလည်းဒီကားမှာပေါ့နော်လိုက်ခန်းစားသလိုအဲ့လိုမိဘနဲ့ပတ်သက်ပြီးတော့ trauma ရှိရမိဘပဲဖြစ်ဖြစ်သားသမီးပဲဖြစ်ဖြစ်အကုန်လုံးကတော့လိုက်ခန်းစားပြီးတော့မျက်ရည်တွေဝဲကြတာပေါ့နော်အရှိမလဲအင်ကူရိုက်ဖူးခဲ့ပါတယ်အဲ့လိုပဲရိုက်လိုက်တိုင်းကားတိုင်းလဲတော်တော်များများတော့လေအဲ့လို ဒီလိုမျိုးခန်းတဲ့ဘက်ကပဲပေါ့ယူပါခန်းတဲ့ဘက်တရားကြီးပဲရှေ့မှာရက်ခဲ့ဘူးတာပေါ့နော်တကယ်တမ်းကျတော့ယူပါကလှုပ်ပြီးအရှင်နေခန်းတော့ယူပါဆိုတော့အေးဒီဒီတင်စားပြီးပြောတာပေါ့နော်ယူပါလှုပ်လိုက်လို့အရှင်နေပြဿနာအများကြီးတက်သွားရဲဆိုတော့လေအပြင်လောကမှာအများကြီးရှိပါတယ်ဟုတ်အဲ့တော့လေပေါ့နော်ဟိုအကုန်လုံးကတော့ကိုယ်နဲ့တိုက်ဆိုင်တဲ့နေရာလေးကနေဝင်ရောက်ခန်းစားပြီးတော့ ကုံလုံးရဲ့ feeling လေးတွေကတော့တခုချင်းစီသူ့ဟာနဲ့သူတော့ဖြစ်နေကြမှာပေါ့။အော်အဲ့လောက်ထိဟိုမျောမန်းထားတော့မရှိပါဘူး။အဲဒါရိုက်တာ Academy ဆရာကိုဝိုင်းနဲ့ပထမအောင်ဆုံးရိုက်ပြီးတဲ့ကားဆိုတော့လေအဲအကောင်းဆုံးစူးစမ်းမယ်ဆိုပြီးပေါ့နောက်ထပ်ဆရာရဲ့ကားဒီမှာဆရာလက်တွဲခေါ်ဖို့အတွက်အကောင်းဆုံးဆရာဆရာအမှတ်ပြလိုချင်တယ်ဆိုပြီးစိတ်နဲ့ပဲစူးစမ်းခဲ့တာပေါ့နော်။အဲ့လိုမျိုးပေါ့။ဒါပေမဲ့လည်းယုံထဲမှာဆွဲလုတ်ချင်တယ်ဆိုတော့ဒီဒုက္ခပါပဲ။ပြီးရင်ကွက်ခနဲ့များလာခောက်ပလာမသိဘူးပေါ့နော်။နောက်ကနေအဲ့လိုမျိုးလည်းခက်လက်လက်လေးနဲ့နေရတာပေါ့နော်။ဟုတ်တယ်ဟုတ်တယ်။အဲ့လိုလေးတော့ရှိရော တချို့ကြမခံစားနိုင်တော့လို့ဆိုထသွားရရင်ရှိရဲ့ဟုတ်တယ်ဟုတ်တယ်အားကြောင့်လေးခွက်ခနဲ့ခောက်သွားရင်ဘယ်လိုလုပ်မလဲကိုလည်းသိလိုက်ပါမလို့လေဒီတဆိတ်ဆိုပေမဲ့လေကြီးညာထားတာတော့ရှိကြပါတော့တချို့ကြတော့လည်းသားမယ်ဆိုတာသိရဲ့တချို့ကြတော့လည်းမလာလာဘူးပဲထင်ပါပေါ့လုံးဝမသိဘဲနဲ့လာပြီးအားပေးရပြိတ္တတွေလည်းရှိတာပေါ့နော်အဲ့တော့မိဖွင့်လိုက်တော့မှဂျူလီတို့မြင်ပြီးအံ့ဩသွားတာပြိတ္တတွေလည်းရှိရဲ့အံ့ဩတယ်ဆိုတာတခြားမဟုတ်ပါဘူးလက်လွန်ချီလွန်နေဆဲမိထားတာပေါ့နော်အဲ့တော့

စကားလည်းတက်တယ်နော်ဒါသူ့လေးကိုချစ်တာတဲ့ယူပါအောင်မုံလာရဲ့ကဲစကားတန်လေးတွေဒါကတော့ပရိသတ်တည်ရဲ့ပေါ့နော်ဒီရုပ်ရှင်ပေါ်မှာအထားတဲ့စိတ်နေစိတ်ထားလို့ပြောရမှာပေါ့နော်ဟိုအရင်တော့ဆိုလို့ရှိရင်အဲ့လိုလေကြားဘူးတယ်အဲ့လိုရွာမှာပေါ့အဲ့လိုမျိုး villain လုပ်တဲ့သူတွေဆိုရွာတရွာလုံးထမင်းမကြွေးဘူးလို့ပါတော့လေနော်အဲ့လိုမျိုးကြားဘူးကြနောက်ပိုင်းကျတော့လည်းအဲ့လိုမဟုတ်တော့ပါဘူး character ကိုပဲမုန်းတာလူကိုချစ်ပါရဲ့ဖြစ်လာကြပြီပေါ့နော်တကယ်တော့မတူဘူးပေါ့ပရိသတ်တည်ရတော့အဲ့လိုခဏ တာကိုသားရရင်တော့သွားပြီးတွေ့ရစရာပဲอืมအဲ့ဆို series မှာကလေးကအယိုးတခြားအသားတခြားဖြစ်နေပြီဒီနေ့6ရက်6လကနေစပြီးတော့ feeling ဆိုရုပ်ရှင်ကားကြီးကိုတနိုင်ငံလုံးမှာပြသနေပါပြီအမ်လက်ဖြန်ရောတပတ်ခါရရောတပတ်လုံးမှာလည်းရှိပါတယ်ယူပါလေးတို့ကိုချမ်းမီတို့ကိုလာရောက်ပြီးတော့ကြည့်ရှုအားပေးဖိတ်ခေါ်ပါရှင့်